်မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အမြန်ဆုံးတထေးဖြစ်ဤအခန်း64အောင်မြင်သူတို့ဤဘုံအရေးအချင်းအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်အောင်မြင်သူများတွင် တူညီသည့်တခုဒီသောဘုံအရေးအချင်းရှိသလားဟူသောအချက်ကိုသိလိုသောကြောင့်အောင်မြင်နေသော အမျိုးသားအမျိုးသမီးထောင်ပေါင်းများစွာတို့အား လေလာမှုတစ်ခု ပြုလုပ်ခဲ့၏ယင်းလေလာမှုအရအလောအောင်မြင်နေသူများတွင် တူညီသောအရေးချင်းတစ်ခုတကယ်ရှိကြောင်း တွေ့ရသည်ထိုအရေးချင်းမျိုးမိษွေမှာ ရှိလျင်မိษွေလဲထိုပုံကူများ လိုပင် အလွန်အောင်မြင်လိမ့်မည်ထိုအရေးချင်းမှာ တခြားမဟုတ် စကားအတုံးအနှုံးလိမ်မာခြင်း ဖြစ်၏လူတယောက်နှင့်အခြားတယောက်ကြားတွင် အနှဲငယ်ကွာခြားမှု ရှိကောင်းရှိနိုင်သည်သို့သောယင်းအနှဲငယ်ကွာခြားချက်သည်အလွန်အရေးကြီး၏ထိုကွာခြားချက်သည်တယောက်ကစကားအတုံးအနှုံးကျွမ်းကျင်ပြီးအခြားတယောက်ကမကြမ်းကျင်သောကွာခြားချက်မျိုးဖြစ်ခဲ့လျင် အဆိုပါပုဂ္ဂိုလ်၂ယောက်ဤတိုးတက်မှုနှင့် ပန်းတန်ရောက်မှုနှုံတာလဲအကြီးအကျယ်ကွာခြားလိမ့်မည်ပညာရေးစိတ်ပညာပါရဂူကြီးဒေါက်တာရိုလိုမေကနယူးယောက်စေတိတ်ပံအကယ်ဒမီတွင် ဟောပြောရာ၌လူတိုင်းနှင့်သက်ဆိုင်သော ကိုရီကိုသွေးနှစ်မျိုးကို ပြောသွားခဲ့သည်ယင်းတို့မှာတိမိတ်ဆွေကအခြားသူများအားဘယ်လိုပြုမှုသလဲ နှင့်မိတ်ဆွေကအခြားသူများအားဘယ်လိုတုံ့ပြန်သလဲအဆိုပါကိုရီကိုသွေးနှမျိုးစလုံးတွင်အောင်မြင်မှုရရည်အတွက်မိတ်ဆွေအနေဖြင့်စကားအတုံးအနှုံးကျွမ်းကျင်ဖို့လိုအပ်သည်စကားအတုံးအနှုံးကျွမ်းကျင်ရေးအတွက်စကားပြောတင်နန်းတွေအများကြီးရှိသည်စာအုပ်တွေလည်းရှိသည်ကက်ဆက်တိတ်ခွေလည်းရှိသည် ဤနေရာတွင် နမူနာတစ်ခုကိုသာ ဖော်ပြမည်သို့သောထိုနည်းသည် အလွန်ထိရောက်အသုံးဝင်သည်ကျွန်ုပ်၏တီဆောက်ရမည်အတွေးများ စာအုပ်တွင်စိတ်ပညာဆိုင်ရာ နီလန်းတစ်ခုကို ဖော်ပြထားသည်လူတွေ၏မိမိကိုယ်ကို မလုံးမလဲဖြစ်သောစိတ်မိမိကိုယ်ကိုအာယုံဆိုင်လွန်းသောစိတ်ကိုပယ်ဖြောင့်နိုင်သည့် နီလန်းဖြစ်သည်ယင်းနီးကို ရှိမနေနှင့်ဟူ၍နာမည်ပေးထားသည်တယောက်နှင့်တယောက်သို့မဟုတ်အချင်းချင်းအပြန်အလှန်စကားပြောရာတွင် စကားအသုံးနှုံးကြွန့်ကျင်ရေးအတွက်ရှိမနေနှင့်နီးကိုကျွန်ုပ်အသုံးချခြင်း၏အသုံးချနီးမှာအောက်ပါအတိုင်းဖြစ်သည် အပြန်အလှန်စကားပြောဝိုင်းတွင်ကို့အကြောင်းဘာတခုမှမပြောဘဲပါဝင်ပါဆိုလိုတာကတော့ထိုစကားဝိုင်းတွင်မိမိရှိမနေသလိုသဘောထားရန်ဖြစ်သည်ထို့နောက်အခြားလူတွေကသူတို့အကြောင်းသူတို့ပြန်ပြောပြစ်အောင်မိမိကစကားစဖော်ပေးရမည်အခြားလူတွေကသူတို့ကြားခဲ့မြင်ခဲ့တာတွေ သူတို့တွေးခဲ့တောခဲ့တာတွေသူတို့ပြောခဲ့ဆိုခဲ့တာတွေသူတို့လှုပ်ခဲ့ကြင်ခဲ့တာတွေကိုပြောပြစ်အောင်ပြုလုပ်ပါ လိုအပ်ရင် သူတို့စကားကိုမိမိကထောက်ခံပြောဆိုနိုင်သည် သို့သောမိမိအကြောင်းကိုတော့လုံးဝမပြောရ စကားဝိုင်းဤကောင်းစဉ်သည် ရှိမနေနှင့် ဖြစ်သည်ကိုတတိယပါစကားဝိုင်းငြိမ်သွားလျှင် တခြားသူများကသူတို့အကြောင်းသူတို့ပို၍ပြောလာစေနိုင်မည်မေကွန်မျိုးမေးပါမိမိအားတိုက်ရိုက်မေကွန်ထုတ်လာရင်အဲ့ဒါနဲ့ပတ်သက်ပြီးခမားဘလို့ထင်တယ်လဲသို့မဟုတ်အဲ့ဒီကိစ္စခမားဘလို့ခံစားမိတယ်လဲစသည့်မေကွန်မျိုးပြန်မေးခြင်းဖြင့်တုံ့ပြန်ပါ အီရှိမနေနှင့်ဤကိုကျွမ်းကျင်စွာအသုံးချနိုင်ခြင်းသည်အချားလူများကမိမိဘာလုံနေသည်ဆိုတာကိုမသိစေသည့်အပေါ်တွင်တည်သည်ဤဤကိုမိတ်ဆွေအတိအကျသို့မဟုတ်ကြာကြာလိုက်နာနိုင်ဖို့မလွယ်သို့သောကြာကြာလိုက်နာနိုင်လေလေစကားပြောထင်းရာတွင်ကျွမ်းကျင်မှုရှိလာလေလေဖြစ်လိမ့်မည် မိတ်ဆွေသည်အပြန်အလှန်စကားဝိုင်းမှမိမိ၏အတ္တကိုပယ်ထုတ်လိုက်သောအခါမိမိ၏ကိုယ်ကိုယ်ကိုအာယုံဆိုင်လွန်းသောစိတ်ကိုလည်းပယ်ထုတ်နိုင်လိမ့်မည်ထို့ကမိတ်ဆွေသည်အခြားလူများကိုသာပို၍အာယုံဆိုင်လာသောကြောင့်မိတ်ဆွေအားလူတိုင်းကပင်ခင်မင်လာကြလိမ့်မည် လူများကြားမှာထင်ပေါ်လာလိမ့်မည်စကားပြောထိန်ချုပ်ခြင်းဖြင့် အချားသူများအပေါ်ဩဇာညောင်းလာနိုင်သည်ထိုမှာတဆင့်အချားသူများနှင့်ပတ်သက်သော အထွေထွေအခြေအနေများကို ထိန်းချုပ်လာနိုင်မည်ထိုမှာတဆင့်အမြန်ဆုံးတထေးဖြစ်လာနိုင်သည်အမြန်ဆုံးတထေးဖြစ်ဤအခန်း95အံဘွယ်တမိနစ်ကိုအတုံးချပါ အခန်းကို တင်ဆက်ပေးလိုက်ပါတယ် အံ့ဘွယ်တမင်းနဲ့ဆိုဒီမှာမိတ်ဆွေအနေဖြင့်လူတွေနဲ့ပထမဆုံးတွေ့ရသော တမင်းနဲ့ဖြစ်သည်အံ့ဘွယ်တမင်းနဲ့အတွက်တေဇာပေါ့အောင်မြင်ရေးနီးမှာထိုနေ့တနေ့လုံးထို တမင်းနဲ့ဒီထိုသူဤပြောစရာအကောင်းဆုံးအချိန်ဖြစ်မှတ်တမ်းဝင်သွားရလောက်အောင်အရာရာကိုမိမိကပြောဆို ပြုမူဆက်ဆံနီးဖြစ်၏ ။ဤနည်းကိုဤစာအုပ်နှင့်ကျွန်ုပ်၏အခြားစာအုပ်များတွင်သက်ဆိုင်ရာအခန်းများ၌တမျိုးတပုံပေါ်ပြခဲ့ပြီးဖြစ်သည်။ထို့ကြောင့်ဤခန်းတွင်ဂျွန်ဂျေမက်ဂွတ်ဤအကြံပေးချက်ကိုသာပေါ်ပြလိုက်တော်မူ။အခြားသူတွေကကိုယ့်ကိုယုံကြည်လာအောင်အားကိုးလာအောင်ပြုလုပ်နိုင်တာဟာမိတ်ဆွေဖွဲ့ခြင်းအရေးအချင်းပါပဲ။ ဒီရေချင်းဟာအောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံအရေးချင်းတစ်ရက်ဖြစ်ပါတယ်။တဦးနဲ့တဦးတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ယုံကြည်အားကိုးမှု ရှိလာတဲ့အခါရောင်းချလာမှာပဲဖြစ်ဖြစ် ဝယ်ယူလာမှာပဲဖြစ်ဖြစ်တိတ်ပြီးချောမောလွယ်ကူလာပါတယ်။အခြားလူတွေနဲ့မိတ်ဆွေပြည့်မြန်တဲ့လူဟာ ဘဝလန်ခီတလျှောက်မှာဘယ်တော့မှ ခလုံးမထိစူးမညိပဲလေဟုံစီးသွားရတယ်လို့အမြဲတမ်းအစင်ချောပြေလဲနေတာကို တွေ့ရပါလိမ့်မယ်ဤဒီလဲအမြန်ဆုံး တထေးဖြစ်နီးတနည်းပင်ဒီမင်္ဂလာပါခင်ဗျာဆရာမောင်ဘော်ထွန်းဘာသာပြန်တဲ့အမြန်ဆုံးတထေးဖြစ်နီးအခန်း66 လူများစုကြီးအပေါ်ဩဇာလွှမ်းနီးအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်မိတ်ဆွေအနေဖြင့်လူဦးရေရာပေါင်းများစွာထောင်ပေါင်းများစွာရေဒီယိုတယ်လီဗေးရှင်းတို့မှတဆင့်ဆိုလျင်တန်းပေါင်းများစွာတို့ကို စကားပြောရသော အခါမျိုးတွင် ဖြစ်စေလူပေါင်းထောင်ပေါင်းများစွာတန်းပေါင်းများစွာတို့အားစာအုပ်စာပေမှတဆင့်ရေးသား ဆက်တွယ်ရသောအခါမျိုးတွင် ဖြစ်စေ မိတ်ဆွေသည် လူတဦးတယောက်ကိုသာဥတီရည်စူး၍ပြောရမည်ရေးရမည်ဤနည်းကိုကျင့်သုံးလျင် အတွေ့အကြုံမရှိသေးသည့်စကားဟောပြောသူများနှင့် စာရေးသူများအားဒုက္ခပေးနေသောအရေအတွက်အများကြီးကို ကြောက်စိတ်ပျောက်သွားလိမ့်မည် သို့သောဤလုပ်ငန်းတွင် ထိုအကြောင်းကိုရေးသားရန်မရည်ရွယ်လူတို့ပိဋကတ်အများကြီးအားဟောပြောရတော်မူစာရေးဆက်သွယ်ရတော်မူဆိုလျင်လက်တွေ့ပွဲမဝင်ခင်ကပင် အထက်ဖော်ပြပါအရေးအချင်းနှင့်အတွေ့အကြုံလိုအပ်သည်ဟုခံယူထားကြ၏ယခုဤကန်းတွင် ဖော်ပြမည်တေကြပေါအောင်မြင်နီး၏ အဓိကရည်ရွယ်ချက်ကတော့မိษွေအနေဖြင့်မိမိဤယာနှင့်ထောင်နှင့် ထောင်နှင့်တောင်းနှင့်သိန်းနှင့်တန်းနှင့်ချီသောအီယာမလူရုပိဋ္တတ်ကြီးကို လူတဦးတယောက်ထီဟူ၍သဘောထားနည်းကို အလေးထားဖော်ပြရန်ဖြစ်သည်မိษွေသည် ဟောပြောသော အခါတွင်ဖြစ်စေ စာရေးသားသော အခါတွင်ဖြစ်စေ တူးချင်းစီစနစ်ကိုကျင့်သုံးရမည်တယောက်ချင်းကိုသာပြောရမည်ရေးရမည်ပြည်သက်ကြီးအားစကားပြောသောအခါမျက်စိဘာသာစကားအရလူတူးချင်းစီအားမျက်စိအဆက်အသွယ်မပြတ်ပြုတ်လုပေးရန်လို့သည်စကားပြောသောအခါမိမိအတန်ကို လေဟာနေတဲ့လွင့်ထုတ်ပြစ်တယ်လို့မပြောရဘူး ပိဋကတ်တူးချင်းကိုရည်စူး၍ပြောရမည်မိ쇠ဤစကားသည်တူးချင်းစီစနစ်ကိုအခြေမခံလျင်ပုံကိုရေးဆက်သွယ်မှုလုံးဝမရှိဘဲဖြစ်သွားလိမ့်မည်ပုံကိုရေးဆက်သွယ်မှုလုံးဝပြတ်သွားလိမ့်မည်ဟောပြောချက်တစ်ခုသို့မဟုတ်စာအုပ်တအုပ်သို့မဟုတ်ဆောင်းပါးတစ်စောင်သည်တူးချင်းစီစနစ်ဖြင့်ပုံကိုရေးအပြန်အလှန်စကားပြောခြင်းမျိုး ဖြစ်နေရမည်ရင်းတော့မဟုတ်လျင်တစ်တော်ဖြတ်ပြီးလေတိုက်နေသလို ဖြစ်နေလိမ့်မည်ပုဂ္ဂိုလ်ရေးဩဇာညောင်းမှုသည်ပုဂ္ဂိုလ်ရေးဆံရမည်တဦးချင်းတယောက်ချင်းဆံရမည်အများနဲ့မသက်ဆိုင်စေရ အလုံးကစိတ်ဝင်စားအောင်ဆိုပြီးအလုံးကိုခြုံလွှမ်းရည်ရွယ်ခြင်း မပြုရထို့သောပြုလျင်လူ내စုကသာစိတ်ဝင်စားနိုင်၏သို့သောဤနည်းဖြင့်အားလုံးကိုတော့ဩဇာမလွှမ်းခြုံနိုင်လူများစုကြီးအားဩဇာလွှမ်းနိုင်စေသည့်လျှို့ဝှက်ချက်သည်တဦးချင်းစီစနစ်ကိုကျင့်သုံးခြင်းပင်ဖြစ်၏ဤနည်းဖြင့်လူများစုကြီးအပေါ်ဩဇာလွှမ်းကအမြန်ဆုံးတထေးဖြစ်လာလိမ့်မည် မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အ мян ဆုံးတထေးဖြစ်နီးအခန်း69တူလောင်မထားနဲ့လှုပ်ဆောင်ပါအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်ကုံလောင်ယုံကကုံတွေကိုသာလောင်ထားသည်ဘာကုံကိုမှမထုတ်ကုံလောင်ယုံနေရာကိုငားစားလင်လဲပတ်စံနည်းနည်းသာရနိုင်သည် ထို့ကြောင့်မိတ်ဆွေဤစိတ်ကိုအချက်အလက်များတိုးလောင်ထားရန်နေရာအဖြစ်လောက်သာသဘောမထားပါနှင့်မိတ်ဆွေနေဖြင့်အချက်အလက်တွေဘလောက်ပင်များများလေ့လာထားလေ့လာထားရင်းနှုတ်ကိုဘာမှအတုံးမချဘဲတိုးလောင်ထားယုံတိုးလောင်ထားလျင်ဘာမှ အကျိုးမရှိတိုးလောင်ထားရခြင်းအတွက်ဝင်ပြီးယုံသာရှိလိမ့်မည် လူတွေလိုချင်တာကို ပို၍များများပေးနိုင်ရန်လူတွေမလိုချင်တာကိုပို၍နည်းနည်းပေးနိုင်ရန်ကုန်ညာများကိုကုန်ကျော်ထုတ်လုပ်၍လူများကြီးတို့ဖြန့်ချီရမည်ဝန်ဆောင်မှုများကိုလည်းအများကြီးနှစ်သက်ကြေနပ်စေရန် ကောင်းတဲ့ထက်ကောင်းအောင်ကြိုးစား၍တိုးတက် ပြုပြင်ရသည် တို့တူရှာဖွေသိမ်းဆည်းထားသောအချက်အလက်ဘဟုတုတများကိုလည်းစိတ်ထဲတွင်တူလောင်ထားယုံနှင့်မပီးလုပ်ငန်းအောင်မြင်ရေးအတွက်လက်တွေ့ထုံနှုတ်အသုံးချပါမှကြီးပွားချမ်းသာနိုင်လိမ့်မည်မိတ်ဆွေသည်တည်ခြင်းတက်တက်အတွက်ကြောင့်တော့အမြန်ဆုံးတထေးမဖြစ်နိုင် ထိုအသည့်ကိုအသုံးပြုပြီးအလုတ်တစ်ခုကိုလက်တွေ့အောင်မြင်အောင်လှုပ်ဆောင်နိုင်မှသာလျှင်အမြန်ဆုံးတထေးဖြစ်နိုင်လိမ့်မည်